ဒါလည်းပေါ့နော်အဓိကပြောမယ်ဆိုတော့ဒီလက်ချောင်းလေးတွေပေါ့နော်အဲ့ဒီရဲ့ဘာတွေများများလေးသုံးနေတဲ့သူတွေမှာဆိုလို့ရှိရင်เนาะကျမတို့တစ်ခါလေးကြာရင်ပေါ့နော် tendon ပေါ့နော်ဒါလေးတွေကကြတော့ဒါ trigger finger ဆိုတာလေးတွေလည်းဖြစ်တတ်ကြပါတယ်เนาะအထူးသဖြင့်တော့ဒီဒီမှာရှိတဲ့ဒီ tendon လေးတွေနောက်ပြီးတော့မှ muscle လေးတွေပေါ့နော်ညောင်းတာပေါ့အဓိကကတော့ပေါ့နော်အဲ့တော့အဲ့လိုညောင်းတဲ့သူတွေမှာတော့ကျမတို့ exercise ကတော့အဓိကပါပဲเนาะအဲ့တော့ဖြစ်နိုင်မယ်ဆိုရှင်တော့ဒီများများပေါ့နော်ဒါလေးတွေကဒီလိုမျိုးပေါ့ကျမတို့ကဒီ computer များများကြိုက်နေဆိုကြတဲ့ဟိုကတချို့သောသူတွေကဥပမာစာရိုက်တာပဲဖြစ် ဖြစ်ပေါ့เนาะအဲ့ဒီခါကျတော့ကျမတို့ကဒီလိုပုံသေးပေါ့เนาะပုံသေးလေးကိုကျမတို့ကထားတယ်ပြီးတော့မှဒီလက်ချောင်းလေးတွေနေပဲသွားတယ်ဆိုတော့ဒါလေးကကျတော့သူကဘာဖြစ်နေလဲဆိုရှင်တစ်ခုတည်းပဲပေါ့เนาะရွှေ့ရတာလေးကနဲနေတာပေါ့เนาะအဲ့လိုဖြစ်ဖြစ်တဲ့သူတွေမှာတော့ဒီ muscle stiffness တို့နောက်ပြီးတော့မှ tendon ရောင်တာမျိုးတို့ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့အဓိကကတော့ကောင်းတာတော့ဥပမာဆိုရှင်ရိုက်ပြီးပြီးနိုင်ဝက်လောက်ရပြီးဆိုကျမတို့ဒီလိုလက်ကျင်ခံလောက်တာမျိုးပေါ့เนาะနောက်ပြီးတော့မှခါကြလို့ရှင်တော့လေဒီလိုလက်ချောင်းလေးတွေကိုဒီမှာရှိပါတယ်ဒါလေးကတော့သူကျမတို့ဒီထဲမှာ ကျူတီထဲမှာလည်းကျမတို့ရှိပါလေ။ချင်းခံ exercise လုပ်တာမျိုးတချို့ဆိုရှင်ဒီလိုလေးတွေပေါ့နော်။ဒီလိုလက်ခလေဒီလိုမျိုးလက်တန်လက်တကြွေလေးတွေပေါ့။ဒါမှမဟုတ်လက်လက်ခလေပဲဖြစ်ဖြစ်ဒီလိုလေးကတ်သွားကတ်သွားပြီးတော့ခါကြမှာဒါကဆိုဖတ်ဆိုရှင်ပြန်ပြီးတော့မှထုတ်လိုက်ရတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေကိုကျတော့ကျမတို့က trigger finger လို့ခေါ်ပါတယ်နော်။အဲ့လို trigger finger လေးတွေကလည်းဖြစ်တတ်ပါတယ်။အဲ့ဒါတွေကတော့ဒီ computer ရိုက်တဲ့သူတွေမှာပေါ့နော်။အထူးသဖြင့်တော့ over use လို့သူတို့ကတော့ပြောတာပေါ့နော်။ပို့ပြီးတော့မှတစ်နေ့လုံးမှအများကြီးပေါ့စာတွေကိုတအားကြီးရိုက်နေတဲ့သူတွေမှာဆိုရှင်ဒါလေးတွေပေါ့လူတွေကတော့ကျမတို့ မြန်မာလို့ဆိုတော့လက်ကတ်သွားတယ်ပေါ့နော်ပြီးတော့မှတခါပြန်ထားတဲ့ခါကျဖတ် hack ဆိုရှင်အဲ့လိုမျိုးအဲ့ဒါလေးတွေဖြစ်သွားတာပါအဲ့ဒါတွေကတော့အဓိကကတော့ဗောနော်လေ့ကျင့်ခန်းလုပ်ပေးဖို့အရေးကြီးတယ်နောက်ပြီးတဲ့ခါကျအကဲတိတ်ပြီးတော့မှဆိုးတယ်ဆိုလို့ရှင်တော့ဒါကျမတို့ရင်နွေးအိတ်လေးမျိုးဗောနော်ဒါရင်နွေးအိတ်လေးမျိုးတွေကတ်ပေးတယ်ဗောနော်ဆေးအနေနဲ့ကတော့ကျမတို့ဥပမာအနာလေးတက်တာအောင်ဗောနော်ဒါကတော့အနာကိုက်ခဲတက်တာတဲ့ဆေးမျိုးဗောနော်ဒါမျိုးအဲ့လောက်လေးတောက်တယ်ဆိုလို့ရှင်လည်းရပါတယ်အဲ့တော့အဓိကကတော့ဗောနော် nuts လေးတွေလည်းအလုပ်အလုပ်လုပ်ရအောင်ဆိုလို့ရှင်တော့ဗောနော်ဒါလေးတွေကတော့ဥပမာဆိုရှင်အစားစားစားတယ်မှာဗီတာမင် B တို့ B1 တို့ B6 တို့ B12 တို့ဗောနော်ဒါ လေးတွေများများပါတဲ့အစားအစာလေးတွေလည်းပုံမှန်စားမယ်။နောက်အခုပြောသူလိုပေါ့ကယ်လ်ဆီယမ်တို့နောက်ပြီးတော့မှဒါဆိုလို့ရှိရင်ပေါ့နော်။ဒါဆိုဗိုက်တာမင် D တို့များများပါတဲ့ဆပ်ပလီမန့်ပဲစားတာဖြစ်ဖြစ်အစားအစာလေးပဲဖြစ်ဖြစ်နေပူလန်းတာပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒါလေးတွေတော့စုံအောင်တော့လုပ်ပေးပါလို့နော်။အဓိကကတော့ကျွန်တော်တို့ exercise လေးလိုတယ်လို့တော့ပြောချင်ပါတယ်ရှင်။